ောက်ခြေကလူတွေကိုအပေါ်ကိုဆွဲတင်ပေးတာကလည်းစီးပွားရေးပဲဖြစ်တယ်လို့အပေါ်ကလူတွေကိုလည်းအောက်ခြေတီဆွဲချနိုင်တာလဲစီးပွားရေးလွယ်လို့ဘာမှမရှိကျွန်တော်တို့ဘဝရဲ့ဆုံးဖြတ်ချက်တွေဘယ်လိုချရလဲအနာဂတ်တွေကိုဘယ်လိုမျိုးမျှော်မှန်းထားရလဲအိမ်မက်တွေဘယ်လိုမလဲဆိုတာကျွန်တော်တို့ဘယ်လိုစီးပွားရေးလုပ်လဲအပေါ်မှာမူတည်ပြီးတော့အမြဲတမ်းပြောင်းလဲသွားတာပါ ကျွန်တော်ဒီနေ့မိတ်ဆွေတွေအတူလေ့လာရမယ့်အရာကဘဝမှာစီးပွားရေးကိုမြေပုံကိုဘယ်လိုသုံးဆွဲရမလဲဆိုတဲ့အရာပါကျွန်တော်တို့ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုလို့ရှိရင်ဒီစီးပွားရေးဆိုတာကကျွန်တော်တို့လက်ရှိမှာဘယ်လိုနေထိုင်ရှင်သန်လဲကျွန်တော်အနာဂတ်မှာဘာတွေကိုဘယ်လိုလုပ်မလဲကျွန်တော် lifestyle တွေကိုဘယ်လိုရွေးချယ်မလဲဆိုတာအကုန်လုံးကကျွန်တော်တို့တယောက်တည်းစီးပွားရေးနဲ့ပဲသက်ဆိုင်နေတဲ့အရာမဟုတ်ဘဲနဲ့တနိုင်ငံလုံးရဲ့ economy နဲ့သက်ဆိုင်နေတဲ့အရာလို့ပြောရင်ပုံမှန်ပဲ။ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တခြားတွေးကြည့်မယ်ဥပမာနိုင်ငံတကာနိုင်ငံကစီးပွားရေးကောင်းနေတယ်ဆိုရင်ဘာတွေဖြစ်လာမလဲကုမ္ပဏီတွေအများကြီးပေါ်ထွက်လာမယ်ကုမ္ပဏီတွေအများကြီးပေါ်ထွက်လာတဲ့အပေါ်မှာအလုပ်ကန်အခွင့်အလမ်းတွေအများကြီးပေါ်လာမယ်အလုပ်ကန်အခွင့်အလမ်းတွေအများကြီးပေါ်လာတာနဲ့အမျှကျွန်တော်တို့ရွေးချယ်စရာလမ်းတွေကအများကြီးဖြစ်လာမယ်ရွေးချယ်စရာလမ်းတွေများလာလေကိုယ့်ရဲ့ lifestyle ကိုယ့်ရဲ့ career ကိုကိုယ်စိတ်ချရွေးချယ်ပြီးတော့ရှောက်လန်းလို့ရတာတွေများလာလေအဲ့တော့အောင်မြင်တဲ့လူငယ်တွေပုံများလာလေနိုင်ငံကတိုးတက်လာလေဒါမဲ့ကြောင်းမြန်စဉ်းစားကြည့်မယ် စီးပွားရေးကျဆင်းနေပြီဆိုရင်ဘာဖြစ်လာမလဲကျွန်တော်တို့ငွေကြေးနှုန်းထားတွေမြင့်လာမယ်ငွေကြေးဖောင်းပေါင်းမှုတွေအများကြီးဖြစ်လာမယ်အလုပ်သမားတွေအရင်ရှားလာမယ်ပုံပစ္စည်းတွေအရင်ကိုဈေးတက်လာမယ်ကျွန်တော်တို့ကယ်ရီယာတိုက်တယ်လို့လည်းယူလို့မရတော့ဘူးကျွန်တော် life style တွေလည်းကိုတိုက်တယ်လို့တုံးလို့မရဘူးနောက်ဆုံးဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့ကျွန်တော်နိုင်ငံကိုပါထားပြီးတော့ပြေးရတဲ့အဆင့်ထိရောက်သွားတဲ့အခြေအနေမျိုးတွေပါဖြစ်လာတတ်တယ်အဲ့ဒါကကျွန်တော်တို့နိုင်ငံတိုင်းနိုင်ငံ economy မကောင်းတော့ဘူးဆိုလို့ရှိရင်လူတယောက်မှလာပြီးတော့ impact ဖြစ်တဲ့အရာတွေပေါ့နော် economy ကို map လိုမျိုးအတုံးချတတ်ကဒါပေမဲ့အတုံးမချတတ်ရင်ဒီကောင်ကမွေပေးခပိုက်ပိုက်ထားတာတဲ့ပူဆိုးရယ်ကျွန်တော်တို့မြေပုံဆိုတာကြည့်တတ်ရင်ရွှေဘယ်နားမှာရှိလဲလဲသိတယ်ငွေဘယ်နားမှာရှိလဲလဲသိစိန်ဘယ်နားမှာရှိလဲလဲသိဒါပေမဲ့မကြည့်တတ်ဘူးဆိုလို့ရှိရင်မွေပေးကိုခပိုက်ပိုက်ထားတယ်လို့မျိုးပဲဘယ်ချိန်ထပေါင်မလဲဆိုတော့ဘယ်တော့မှမသိရအောင်အဲ့ဒါကြောင့် economy ကိုကောင်းကောင်းအတုံးချတတ်ပါစေ ကျွန်တော်တို့စီးပွားရေးလုပ်မယ်စီးပွားရေးဆိုပြီးတော့ဗဇက်ကထွက်လိုက်တာ ਨੇ တခုတည်းရပါဘာလဲဆိုတော့စီးပွားရေးဆိုတော့ကျွန်တော်တို့ဘဝရဲ့မြေပုံပဲဆိုတော့အောက်ခြေကလူတွေကိုအပေါ်ကိုဆွဲတင်ပေးတာကလည်းစီးပွားရေးပဲဖြစ်တယ်လို့အပေါ်ကလူတွေကိုလည်းအောက်ခြေတီဆွဲချနိုင်တာလည်းစီးပွားရေးလွယ်လို့ဘာမှမရှိဒီစီးပွားရေးကိုဘယ်လိုလုပ်တက်လဲဆိုတော့အပေါ်မှာမူတည်ပြီးတော့လူတွေရဲ့ဘဝတွေကပြောင်းလဲသွားတာအချက်ကလည်းဘဝကိုပြောင်းလဲပေးနိုင်တာမဟုတ်မိဘကလည်းဘဝကိုပြောင်းလဲပေးနိုင်တာမဟုတ်ကိုယ့်ရဲ့ရည်ချင်းနဲ့ ိုဘယ်လိုစီးပွားရေးလုပ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့လူတယောက်ရဲ့ဘဝကပြောင်းလဲပါတယ်အဲ့တော့စီးပွားရေးကိုလေ့လာပါစီးပွားရေးဘယ်လိုလုပ်အောင်လဲဆိုတော့သိရပါစီးပွားရေးရှိမှသာလေလူတော့တိုးနိုင်မှာပါစီးပွားရေးမလုပ်တတ်ဘူးဆိုလို့ရှိရင်ဘောင်းဝင်ပါ Okay ပါအားလုံးကိုဗီဒီယိုလေးအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ influencer MC ပဲဖြစ်ပါတယ်နောက်ထပ်စီးပွားရေးနဲ့ပတ်သက်တာတွေကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်း channel လေးကို follow လေးလုပ်ခဲ့ပေးပါဦးဒီမှာဒီ business နဲ့ပတ်သက်တဲ့အခြေခံအချက်တွေ ဘယ်လိုပြောပရိုကြတဲ့ tip တွေဘယ်လိုစီးပွားရေးလုပ်အောင်လဲဆိုတာတွေကိုအမြဲတမ်းတင်ပြနေမှာဖြစ်တဲ့ပုံမှာ channel လေးကိုချိန်သေးပါ subscribe လို့လုပ်ခဲ့ပေးပါကိုသိချင်တဲ့အကြောင်းအရာရှိလို့ရှင်လဲလွတ်လွတ်လပ်လပ် comment မှာ comment ခဲ့ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါ